အကြကြအကြကြဘာထူးသီးလဲကွာဟင်ဟောအော်အပမိုးပြန်စီမံကိန်းစပြီဩမိုးပြန်အမြန်လန်းစီမံကိန်းအေးကောင်းတယ်ကောင်းတယ်ကောင်းတယ်ငါအဲ့ဒါကိုလှုပ်ချင်နေတာကွာငါလည်းထွင်ကျင်တာလေးကွာမင်းသိရတဲ့နဲ့လျက်စေးရရမရရငါလှုပ်ကိုလှုပ်ရမှာငါလှုပ်ချင်တာကိုအေးကွာမိုးပြန်စီမံကိန်းအစင်မပြေတော့လဲမိုးပြန်ဘူပေါင်းရောင်းရတာပေါ့ကွာဟုတ်တယ်ဟုတ်တယ်ပါပွဲလေးမှာရောင်းလို့ရတယ် အေးကောင်းတယ်ကောင်းတယ်အားလုံးပဲမင်္ဂလာပါပဲဗျာကိုဘေဒာရဲ့ပြောရအောင်မယ်ဆီစဉ်ပြန်လဲစတဲ့မှာကြီးဗျာပြန်လဲစတဲ့မှာဒီတစ်ပတ်ရဲ့ခေါင်းစဉ်လေးကတော့မိုးပြန်နေတဲ့မအားလာတဲ့မိုးပြန်နေတဲ့မအားလာကဲတီထွင်နေပြီဗျာကီထွင်နေပြီ နိုင်ငံတော်အာဏာကိုမတရားသိမ်းပြီးစစ်အာဏာကိုမတရားသိမ်းပြီးတဲ့ကအဲသူ့ကိုယ်ကိုတီထွင်ပါတကူဖိုးစိတ်ဖြူလို့လို့ဘာလို့လို့ ਨੇ ဆန့်သက်တီထွင်နေလိုက်တာဟိုးအရင်မြေအောင်ယထာတွေရောဟာဆုံးနေတာပဲဗျာအကုန်လုံးဘက်ထရီသမောတွေရောဘာတွေရောတီထွင်နေတာကအဲငြိမ်သွားတာတော်တော် ကြာသွားပြီအခုတော့ပြန်ပြီးတော့တကြောပြန်စီမံကိန်းပြန်ပေါ်လာပါပြီဗျာအဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့ ရန်ကုန်မိုးပြံအမြန်လန်းတဲ့မြို့တော်အပြင်ပတ်လန်းဆိုတဲ့စီမံကိန်းကြီးအဲမကြခင်စတင်တော့မယ်ပေါ့ဗျာအကူတာတော့ထုံးစံအတိုင်းပေပေပောက်ဖော်ကြီးကိုအာကူထားတာပေပေပောက်ဖော်ကြီးကိုအာကူပြီးတော့ဒီစီမံကိန်းကိုစမှာပြောချင်တာကတော့မြန်မာပြည်ရဲ့လက်ရှိအခြေအနေကဘလို့အခြေအနေလဲဆိုတာကိုလက်တွေ့ကြကြတိပါလျက်နဲ့ကူလှုပ်ချင်တဲ့စိတ်ကူးအတိုင်းထထလှုပ်တဲ့ဟာတွေအဲ ရုရှားတော်တော်လဲထုံးစံတိုင်းဓာတ်ပေါင်းဘူးကျူကျူဓာတ်ပေါင်းဘူးကျူကလီယာဓာတ်ပေါင်းဘူးလှုပ်ချင်တာလှုပ်ချင်တာအဲအတရုတ်ပြည်သွားပြန်တော့လဲတခါပြန်လာတော့လဲအဲဟိုမိုးပြန်လာလို့မြေရှိုးလာလို့လို့ကောင်းငင်တက်မှာလို့လို့စီမံကိန်းမျိုးစုံပေါ်ဗျာခေါင်းစဉ်တက်ပြီးစလာပြန်ပြီဗျာကဲအဲ့ဒီတော့ပြောချင်တာကလက်တလောထွင်ညင်တာထွင်ညင်တာသူ့ကိုယ်ကိုတကယ်ကိုတီထွင်ပါတယ်ကူ ဖိုးစိတ်ဖြူလို့လို့ခံယူထားတဲ့ဒီပုကွာကွာတပူပူမျိုးစုံပေါ်ပြာခေါ်ချင်တိုင်းခေါ်ကျွန်တော်ကခေါ်ရတော့ပူတူတူလေးရတော့တကယ်ကိုစမ်းသက်တီထွင် နေပါပြီဗျာမြန်မာနိုင်ငံရဲ့လျှက်စစ်ခြေနေကိုလည်းအားလုံးသိကြတဲ့အတိုင်းပါပဲနော်24နိုင်မှာနိုင်20လောက်ကပြက်ပြီး4နိုင်လောက်ကမှိတ်တုပ်မှိတ်တုပ်ဖြစ်နေတယ်ခရမ်းညင်သည့်အခြေအနေမှာလှုပ်ချင်လိုက်တဲ့လျှက်စစ်စီမံကိန်းတွေကလည်းအများကြီးပါပဲ ပြောကြင်လို့ရှိရင်ဗျာစီမံကိန်းစီမံကိန်းခေါင်းစဉ်တွေသာတက်တာနိုင်ငံတော်ကြီးကိုဘယ်လိုလုပ်ပါပြီဆိုတာကခေါင်းစဉ်သာတက်တာတကယ်လှုပ်ချင်တာကပြည်လန်းကျွန်တော်တို့ထင်တာကတော့မိုးပြန်ပြည်လန်းပေါ့ဗျာပြေးစရာလည်းတဖြည်းဖြည်းပေါ်လာပြီးထွက်ပေါက်တွေလည်းဖြည်းဖြည်းပိတ်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 သူတို့မှပြေးစရာနေရာကမရှိတဲ့ခါကြတော့အခုဟာကြတော့ရုရှားလည်းပြေးရမလို့လို့တရုတ်ပြည်ပဲပြေးရမလို့လို့နောက်ဆုံးအခုအကြံဉာဏ်ကတော့ မိုးပြန်ပြေလန်ဖြစ်ပါတယ်ဗျာမြန်မာတွေရဲ့ဒဇောင်တိုင်လရောက်ပြီဆိုတာနဲ့အဲတချင်းတန်လေးတွေမြူးတွေဗျာဘုံကထိန်ဘုံကထိန်ဘုံကထိန်လှဲလို့လာပြီဆိုတာမြန်မာတို့ရဲ့တကယ်ရင်ကျေးမှုထုံနှန်းစင်လာကုသိုလ်ပါဝင်တဲ့ပွဲတစ်ခုပေါ်ပါဗျာအကထိန်ရာဒီပေါ့ဗျာအဲ့တော့ဆိုကထိန်နေခင်းကြတယ်ဘုံညောင်းနေမှာကောင်းမှုကုသိုလ်တွေလှုပ်ကြတယ်လူတွေကအာလုံးထွက်ပြီးတော့ ပျော်ပွဲရွှင်ပွဲတွေပေါ့နော်ပျော်ပျော်ပါပါနဲ့ကထိန်ပရိသာပင်တွေလှဲကြတယ်ပျော်ပွဲရွှင်ပွဲတွေလှုပ်ကြတယ်အချိန်ပြအင်မတန်ပျော်ဖို့ကောင်းတဲ့အချိန်အဲအဲ့လိုအချိန်မှမှမဖြစ်မနေပဲဖြစ်ဖြစ်အတင်းဖီအားကြောင့်ပဲဖြစ်ဖြစ်ကထိန်ပရိသာပင်တွေကိုအစိုးရအဖွဲ့တွေကခင်းကြရတယ်ဗျဘယ်ဝန်ကြီးဌာနတော့ဘလို့ဘယ်ဝန်ကြီးဌာနကဘလို့ဆိုပြီးခင်းကြတဲ့အချိန်မှအဲလာပါပြီဗျပုတုတူလေးရဲ့စစ်အာဏာရှင်ရဲ့တပည့်ကျော်တွေလှုပ်တဲ့ကထိန်ရ တမူထူးခြားစွာနဲ့ပေါ်လာပါတယ်ဗျာပြည်သူကိုအတင်းကြောက်အောင်ခြောက်လှန့်နေတဲ့လူတွေကတောင်းလျှောက်အကြောက်တရားအကြောက်တရားပေါ့ဗျာမကြောက်ကြောက်အောင်ခြောက်ချားနေတဲ့လူတွေကခြောက်နေတဲ့လူတွေကအခုသူတို့ကိုလှည့်ကြတော့လေအမတန်ကိုကြောက်တယ်ဗျာဒါလဲဆိုတဲ့အခါကျတော့ဘိမျိုးကနာမခကံယူရန်တိုင်းစစ်ထာနာချုပ်ကလှုပ်တဲ့ကထိတ်မှာထူးထူးခြားခြားပရိသာပင်တိုင်းနောက်မှာ ဂျန်မာကြီးကလည်းပါလာသေးတယ်ဗျပြောချင်တာဗျာဒေါ်လာရဲ့အဖွဲစည်းတွေကအဲသူတို့ဗရေသာမင်းလှည့်နေတဲ့ချိန်မှာ drone နဲ့ကျဲမာတွေအဲလည်းနဲ့ကြီးနေပြစ်မာတွေဒါမျိုးတွေပါသူတပြင်းတော့ drone ပေါ့ဗျာ drone ကိုကြောက်ကြတဲ့ဟာဖြစ်လာတော့အခုနောက်ပိုင်းဥမြင့်ဆွေကြီးတေပြီးမသာလှဲ့တာတောင်မှဂျန်မာကြီးခံပြီးလှဲ့တဲ့အနေထားကနေအခုဆိုလို့ရင်ထတ်တူးကထိန်ခင်းတာတောင်ဂျန်မာကြီးကပါလာပြီဗျာအဲဒါကြောင့်တော်တော်များများတောင်ပြောကြပါတယ် ဂျန်ဘာကထင်ကြီးဘုံကြီးကြောင်းများလူမလားမသိဘူးဆိုတဲ့ဟာကြီးပေါ်လာပြီဗျာတကယ်ကိုအကြောက်တရားနဲ့ခြောက်ချားနေတဲ့သူတွေပါပဲပြည်သူကိုမျိုးမျိုးနှိပ်စက်တဲ့လူတွေကပြည်သူကိုတက်ဖြတ်နေတဲ့လူတွေကသူတို့အလှဲ့ကြရင်တောင်မှကောင်းမှု ကုသိုလ်လှုပ်တာတောင်မှအကြောက်တရားနဲ့အကာအကွယ်နဲ့ကျွန်တော်ထင်ပါတယ်ဂျန်မာတွေမဟုတ်တော့ပါဘူးဗျာပါလာတဲ့အရာရှိတွေလဲကြီးကားတွေပါဝတ်ထားမဲ့သဘောရှိပါတယ်ဘုံကြီးเจ้าမှာလဲ ဖြစ်နိုင်လို့ရှင်တကြောင်လုံးတောင်ကြည်ကာနဲ့ဂျမ်းမာနဲ့ထောင်ပြီးတောင်နေမဲ့သဘောပါပဲဗျာကောင်းမှုကုသိုလ်လောက်တာတောင်မှ စိတ်ဖြောင်းဖြောင်းမလုံနိုင်တဲ့သူတို့ရဲ့အကြောက်တရားအကုသိုလ်အကျိုးပေးကကထိန်ရာဒီမှာလဲဂျမ်းပါကြီးနဲ့ပါပဲဗျာဘာဘူးကြီးရဲ့တပည့်ကျော်တွေထဲမှာဝင်ပြုတ်ချီးတုပ်ကြီးတွေထဲမှာထူးထူးခြားခြားနေရာပေးခံရတဲ့မောင်ညိုစောကတော့ ကြံခံရေးအသင်းမှာသူတောင်းဝင်ကြပြီးအမတ်လောင်းပြန်ရမယ့်နေရာကကိုကိုကျွန်းပါလေဗျာကိုကိုကျွန်းပါပြောချင်တာတော့လွတ်ရကျွတ်ရမှာတရားထဲသွားပြိုင်တာပါပဲဗျာအဲဒါပေမဲ့သူပြိုင်ဖို့အတွက်ကလည်းဘယ်သူမှမရှိသလိုသူ့ကိုထောက်ခံမဲ့လူကလည်းဘလောက်ရှိမှမမသိတဲ့ခါကြတော့အဲအခုဆိုလို့ရှိရင်မောင်ညိုစောကြီးရဲ့သားသမီးတွေကုမ္ပဏီတွေကဝန်ထမ်းတွေကိုဈေးငိမ့်ဈေးငိမ့် စားစီတောက်စီငိတ်လာကားတွေလည်းပေးအကုန်လုံးပေးပြီးတော့ကိုကိုကျုံးကိုပို့လိုက်ပါပြီတဲ့ဗျာဘာလို့လဲဆိုတဲ့ခါကျတော့အင်အားပြဖို့ပေါ့လေသူ့ဖေဖေကြီးကိုညိုစောကြီးကိုဝိုင်းပြီးထောက်ခံဖို့အင်အားပြဖို့อืมကိုညိုစောကိုညိုစောကိုညိုစောဆိုပြီးអော်ဖို့ပေါ့ဗျာကိုကိုကျုံးမှာလူကလည်းမရှိဘူးကိုအဲ့လိုခြေနေမျိုးမှာအဲ့လိုဖြစ်ဖို့အတွက်ကြံဖန်ပြီးတော့ကိုဖန်တီးယူရတာပေါ့ဗျာတနည်းပြောရလို့ရှိရင် သူတို့အရက်နဲ့သူတို့ဇက်ကတော့ကွက်တီကိုရုပ်ရှင်ရိုက်ထားပါတယ်ဗျာဒီကြတဲ့ရန်ကုန်မှာမိုးကတအားများတယ်ဗျအဲမိုးများတဲ့အချိန်မှာလုံးဝကြမ်းခံရေးကအုံနောက်တားကောင်းတယ်ဗျာပြည်သူအတွက်ဆိုပြီးတော့ကြမ်းခံရေးဝစ်စုံတွေပါတီဝစ်စုံတွေဝစ်ပြီးတော့မြောင်းနေစင်းပါလေရောဗျာမြောင်းနေစင်းပါလေရောဗျာ လူကလှိန်ကဝက်ခါဝုံးကနဲ့ဝါဗျာဂုံဂုံကွားကွားနေနဲ့အဲဒါပေမဲ့အိမ်လေးကတော့ပေါ်အောင်ပေါ်ထားသေးတယ်အစိမ်းအောင်အိမ်လေးကတော့တကယ်ကိုပြည်သူတွေအားကျိုးမှန်တဲ့မြောင်းနေပေါ်ပြနေတာအခုလိုချိန်ညာအခုလိုချိန်မိုးကလည်းရွာလိုက်တော့ကွက်တီဖြစ်သွားတာပေါ့ဗျာမဲဆွယ်နီးတမျိုးဗျာအဲဒီချိန်မှာထားပြီးတော့ပြဿနာတက်တဲ့လူတယောက်ရှိတယ်ဗျာသူကတော့88အဝါရောင် ပြောင်းကြီးပါပဲဗျာ ူကပြည်သူတွေကိုမေးလိုက်တယ်ဘာဖြစ်ချင်နေတာလဲတဲ့ဆိုတော့မိကုံးအာရပါရမေးလိုက်တာပြောချင်တာတော့ဗျာငါလဲမြောင်းနေမစင်းရဲဘူးတဲ့သူတို့ဒါစင်းရဲတာငါကတော့မစင်းရဲဘူးအဲ့တော့ပြည်သူတွေမေးမနေနဲ့ဘာဖြစ်ချင်တာလဲဆိုတော့တခွန်းသာပြောလိုက်ပါတဲ့အဲသူနဲ့အပြိုင်ရှိသေးတယ်နော်အာရပါရပြောပြောနေတာအခုဆိုလို့ရှိရင် တောင်သူတိုးတက်ပါတဲ့ဆိုလာဗျာအပါတီကဥက္ကဋ္ဌကြော်စွာဆိုးဆိုလာပဲဗျာသူကလည်းမီဒီယာတွေနဲ့တွင်အာကောင်မောင်းတန်ဟောပြောပွဲနေတဲ့တွင်အာကောင်မောင်းတန်အာကောင်မောင်းတန်ပြောလိုက်တဲ့စကားတခုကလည်းအမတန်ကောင်းပါတယ်အခုရွေးကောက်ပွဲကထွက်ပေါက်တခုပါပဲတဲ့ဒီထွက်ပေါက်ကိုပဲလောက်ကြရရအောင်ပါတဲ့ကြံတဲ့ထွက်ပေါက်ဆိုလို့ရှိရင်သူသေးကိုသေးချကြတာသူသေးကိုသေးပြစ်ကြတဲ့ခါကြတော့အစင်မပြေပါဘူးတဲ့ သူကားတော့ဟိုကားပြင်းရင်ကိုကားပြေးသူကားပြင်းရင်ကိုကားပြေးဟဲအဲ့ထွက်ပေါက်ကိုပဲကြိုက်ပါတယ်ဗျာအာပါတရမဲဆွယ်ဘွဲကာလမှာတတိရှိရှိကျုံဝါသွားတာဒီထွက်ပေါက်ပါတယ်ဗျာကဲဗျာအခုဆိုလို့ရှိရင်မဲဆွယ်စီယဝင်းနောက်မှာလိုက်နေတဲ့ဆိုင်ကယ်ဘေးတွေဆိုင်ကယ်ဘေးတွေတွေပေါက်ကွဲနေပြီဗျာလုံးဝကိုပေါက်ကွဲနေပြီဗျာပတ်စံလည်းမပေးထမင်းတုံလည်းမကြွေး ကိုသရိတ်ကိုစားပြီးတော့ကိုလိုက်နေရတာ အပါတီအပါတီချင်းလေးပါတီနောက်ကိုအတင်းလိုက်နေရတာအေးဗျာပက်ဆန်ဘလူးကိုပေးထားလဲအုတ်ကြီးတွေပေးထားလဲဆိုတော့လဲအုတ်ကြီးတွေကလဲဟောက်စားလောက်တယ်ဗျာမောင်းထုတ်တယ်ဗျာဒီလိုခြေနေတဲ့ခါဆိုတော့ပေါက်ကွဲပြီပေါ့ဗျာနေ့စဉ်ဝင်ဝင်လှုပ်ရှားနေရတဲ့ဒီဘေးတွေသမားလေးတွေကခုဆိုလို့ရှင်ဟာအဲ့လိုနှိတ်ကိုခံအဲ့လိုမတိကျိုးကျွံပြုတ်ခံတဲ့ခါကျတော့မဲဆွဲပေးထားတာလကားဖြစ်သွားပြီဗောသူတို့ခင်ဗျားရဲ့စာဝင်းနေကြီးကလဲရှီသေးတာဟုတ် 哦ဒါနဲ့ဒီကြားတဲ့တသညာပါရိယအမတ်လောင်းဟာမဲဆွေနေတော့ဗျာရှေ့မှာကထိန်ကားလှဲ့တာကိုအော်ကြာတယ်ဆိုပြီးတော့ကြော်တက်လိုက်ခါမှဒုံကနေအုံကနေအတန်ကြားပြီးတော့သတိလစ်ပြီးနှက်ပြီးရောက်သွားတယ်ဆိုလားပဲသတင်းကတော့ကြားနေပြီဗျာတသညာတဦးကတော့ထူးထူးခြားခြားဒုံကနေကားတိုက်ခံပြီးတော့လစ်သွားပြန်ပြီဗျာ အေးကြံသေးတယ်နော်တောင်ကြီးမိဘုံပြန်ဘွဲမှာမိဘုံပြန်နေအာပတရားလှုပ်လိုက်ကြတာဗျာနေမိဘုံနေရောညာမိဘုံနေရောအာပတရားလှုပ်လိုက်ကြတာထူးထူးခြားခြားဒီနေ့မှာပဲမိဘုံနေရလဲအပေါ်တက်ပြီးကမှမီးလောင်နေဗျာတော်တော်များများလောင်ကြတယ်အေးထူးထူးခြားခြားမိဘုံတဘုံကတော့မိုးပေါ်ပြန်စီခြင်းတို့မိုးပေါ်ကိုပြန်တက်ခံရမှာ အပေါ်ကမိုးပေါ်ကလက်မခံတော့မိုးတွေရွာချလိုက်တာအောင်ပြုတ်ကြပြီအောင်မှာလူအုပ်ကြီးကလည်းမိုးရွာတဲ့အတွက်အိုးပြေကြလွှားကြပြီးပြီးပြပြနဲ့အကုန်လုံးပြီးလူပြီးကိုလားရွှေအပါဝင် တော်တော်များများတောင်နှက်ပြီးရောက်သွားတယ်ဆိုလားပဲဗျာဒဏ်ရာရတဲ့လူတွေကလည်းအများကြီးပဲတဲ့အော်မိုးပေါ်တက်သွားပြီးမိုးမင်းကလက်မခံတဲ့မိဘုံကြီးကဘာတစိမ့်လဲဆိုတဲ့ခါကြတော့ ြံခံရေးခြင်သေးတစိကြီးပါတယ်ဗျာကဲကြာပီကြာပီလာယူဤစီယာပယ်လိုက်တယ်မောင်းထုတ်လိုက်တယ်86ဦးတည်းကတဦးကိုတော့ပြန်ပြီးတော့ဝင်ခွင့်ပေးမယ်ဆိုတဲ့အတန်လဲကြာရောဗျာ တက်ကိုရွေတက်ကိုရွေတက်ကိုရွေပီပီးကိုရွေတက်ကိုရွေဆိုပြီးအာပါတရာပြောနေတဲ့ဒုတိယကတော့အပြာယောင်ပီသုံးလုံးပီပီပြာပါတီဥက္ကဋ္ဌကြီးတက်တက်ခံပဲဖြစ်ပါတယ်ဗျာသူကတော့အာပါတရာကျမကိုပဲရွေးပါတဲ့ကိုဗီဒါရဲ့ပြောရအောင်မယ်စီဒီတစ်ပတ်တော့ဒီလောက်ပါပဲဗျာနောက်တစ်ပတ်မှာကျွန်တော်တို့ပြန်ဆုံကြသေးတာပေါ့ဗီဒါကတော့အသေးချာပြောနေတာ